ရခိုင်တိုင်ပွဲနောက်ဆက်တွဲအဖြစ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြင်တခြားလုံခြုံရေးအာမခံရှင်းမရှိတာကြောင့်ရခိုင်ကဟိုတင်းနဲ့ခီးသွွားလုပ်ငန်းတွေပြန်လည်စတင်နိုင်ဖို့မသေးရှာသေးဘူးလို့ရခိုင်ဒေသခံဟိုတင်းနဲ့ခီးသွွားလုပ်ငန်းလုပ်ကိုက်သူတွေကပြောပါတယ်။လန်ခီးပိတ်ဆို့ခံထားရတာ၊ကုံစီစစ်စစ်မှုနှောင့်နေတာတဖက်မှာလည်းစစ်ကောင်စီရဲ့လေကြောင်း NDA မြေပြင်မှာမိုင်းနဲ့စစ်ကြံလက်နဲ့ NDA စတဲ့လုံခြုံရေးအခြေအနေတွေက ဟိုတင်းနဲ့ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ဖို့ချိန်ကြောင်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။လုံခြုံရေးအာမခံရှင်းမရှိတာကြောင့်ဒီလုပ်ငန်းတွေပြန်လည်စတင်ဖို့စိန်ခေါ်မှုအများကြီးရှိတာဖြစ်တယ်လို့မရအုံးမျိုးကဟိုတယ်ပိုင်ရှင်တယောက်ကပြောပါတယ်။ရခိုင်ဒေသရဲ့အခြေခံစီးပွားရေးဟာစိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်သွယ်ရေးတို့အပြင်ပင်လယ်ကမ်းခြေနဲ့ရှေးဟောင်းသမိုင်းအမွေအနှစ်တွေပိုက်ဆိုင်ထားတာကြောင့်ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေဟာလည်းဒေသစီးပွားရေးကိုတစ်ဖက်တစ်လမ်းကအထောက်အကူပြုနေတာပါ။ အရခတက်တို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်းလုံခြုံရေးအကြောင်းပြချက်ကြောင့်ဒီကနေ့အချိန်ထိဟိုတယ်တေးခိုခံတွေအပါအဝင် ခရီးသွားလုပ်ငန်းအားလုံးရနာထားရပါတယ်။ရခိုင်ပြည်မှာဟိုတယ်နဲ့တေးခိုရိတ်တာအလုံးရေပေါ့200လောက်ရှိပြီးတော့အဲ့ဒီအထက်တန်တွင်းငပလီမြို့မှာအဆင့်မြင့်ဟိုတယ်တွေရှိကကြောက်ဖြူမရာဦးစစ်တွေမြို့တွေမှာလည်းရှိပါတယ်။